တပတ်အတွင်းလူ6ဦးသေဆုံးခဲ့တဲ့နောက်ထိုင်းနိုင်ငံမှာကိုဗစ်ရောဂါနဲ့ပတ်သက်ပြီးပိုနုံနုံကြကြရှိဖို့အာဏာပိုင်တွေကတိုက်တွန်းထားပါတယ်။ချူလာလောင်ကွန်းတက္ကသိုလ်ရဲ့ဆေးပညာဌာနမှာအလုပ်လုပ်နေတဲ့ virus ပညာရှင်ဒေါက်တာတီရာကနိုင်ငံရောဂါတားဆီးထိန်းချုပ်ရေးဌာန DDC ရဲ့အချက်လက်တွေကိုကိုးကားပြီးလက်ရှိကိုဗစ်ကူးစက်မှုတွေကသတိထားသင့်တဲ့အခြေအနေမှာရှိတယ်လို့အခုသတင်းပတ်စောပိုင်းတုန်းက Facebook မှာရေးသားထားပါတယ်။မေလ၄ရက်ကနေ၁၀ရက်အတွင်း ထိုင်းမှာကိုဗစ်လူနာ16,609ဦးတွေ့ရှိခဲ့ပါတယ်။ဒီအရေအတွက်ကအဲ့ဒီမတိုင်ခင်တစ်ပတ်ကချက်အယောက်2,000နီးပါးတိုးလာတာလို့သူကထောက်ပြပါတယ်။နောက်ပြီးလွန်ခဲ့တဲ့တစ်ပတ်အတွင်းကိုဗစ်ကြောင့်သေဆုံးသူက6ဦးအထိရှိခဲ့တယ်လို့လည်းမေလ13ရက်နေ့မှာဒေါက်တာတီရာကပြောပါတယ်။ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကအစောပိုင်းမှာကြေညာထားတဲ့အခြေအနေနဲ့မတူပဲ DDC ရဲ့အချက်အလက်တွေအရကိုဗစ်ရောဂါဟာကူးစက်နှုန်းပိုတိုးလာနေတာကိုသူကထောက်ပြထားတာပါ။ ချူလာလောင်ကွန်းတက္ကသိုလ်ရဲ့နောက်ထပ် virus ပညာရှင်တဦးကလည်းနောက်ဆုံးမျိုးပီစပြောင်းလဲလာတဲ့ virus ကကူးစက်နှုံပိုမြင့်လာကြောင်းဒါပေမဲ့များသောအားဖြင့်ယောဂလက္ခဏာအနည်းချင်းလောက်ပဲပြပြီးတခြားအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂတွေအတွက်ကုတဲ့နည်းတွေကိုပဲရေဘူးရသုံးနိုင်ကြောင်း Facebook မှာမှတ်ချက်ပေးထားပါတယ်။ virus အသစ်ကမျိုးပီစစင်ကယ်ပြောင်းလဲသွားပြီမလို့ရှိရင်ဆွဲကာကွယ်ဆေးတွေနဲ့ဓာတ်ရိုက်ဟန်တားဖို့မထီရောက်တော့ဘူးလို့ဆိုပါတယ်။ ဒါပေမဲ့တချိန်ကကမ္ဘာကပ်ရောဂါဆိုးကြီးအဆင့်ထိရောက်ရှိခဲ့တဲ့ virus မျိုးလဲမဟုတ်တော့ပါဘူး။ဘန်ကောက်မြို့တော်မှာတော့ April 29ကနေမေ3ရက်နေ့ထိအတွင်းကူးစက်လူနာအယောက်3000နီးပါးရှိခဲ့ပြီးအဲ့ဒီထဲမှာနိုင်ငံခြားသား986ယောက်ပါဝင်ပါတယ်။စာသင်နှစ်အသစ်ပြန်ဆရမယ့်အချိန်မှာယောဂါကူးစက်မှုတွေဖြစ်နေတဲ့အတွက်ကျောင်းတွေပြန်ဖွင့်တဲ့အခါမှာကလေးတွေကြားကူးစက်မှုတွေကြုံလာမှောင်လဲစိုးရိမ်နေတာတွေရှိကြပါတယ်။ဒါကြောင့်လိုအပ်တဲ့အစီအမံတချို့ကိုပြင်ဆင်လှုပ်ဆောင်ထားမယ်လို့အသိပေးပါတယ်။ မှတ်တမ်းတွေရတော့ထိုင်းမှာဆုံခရောင်ပွဲတော်အပြီးဧပြီလနှောင်းပိုင်းလောက်မှာကိုဗစ်ကူးစက်နှုန်းက20မြင့်တက်လေးရှိပါတယ်။ကိုဗစ်ကနောက်ပိုင်းမှာတော့တေနှုန်းတိတိတသာကျဆင်းသွားပေမဲ့တက်ကြီးရွယ်ဦးတွေနာတာရှည်ယောဂါတွေနဲ့တခြားကိုခံအားဆိုင်ရာပြဿနာရှိနေသူတွေအတွက်ချိန်ချမှုတွေရှိနေစေလို့ပညာရှင်တွေကသတိပေးထားပါတယ်ရှင်။